ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကိုစီကိုရောက်လာပြီဆိုရင်ဒီဗီဒီယိုလေးကိုကိုကြည့်နေပြီဆိုရင်ဘလို့နမိတ်လေးတွေကိုလက်ခံရရှိမလဲဆိုတော့ဒီဗီဒီယိုကြည့်ရတဲ့သူတွေကတဲ့မကြခင်အချိန်တွင်းမှာကို့အတွက်ကောင်းတဲ့စတင်မှုတွေလုပ်နိုင်တော့မယ်လို့ဒီမှာပြနေတယ်ပြီးတော့နောက်တစ်ခုအခြေအနေပတ်သက်ပြီးတော့တိတိတသားစမ်းပွင့်လာတာမျိုးအာပျက်စီးနေတဲ့ relationship ဆိုရင်လည်းပို့ပြီးတော့အဆင်ပြေလာတာမျိုးဘလို့မှရှေ့ဆက်မနိုင်တော့တဲ့ဝတ်ကျွေးနေတူတဲ့ relationship တွေဆိုရင်လည်းဟို တယောက်နဲ့တယောက်မှဟိုမှန်ကန်တဲ့ဆုံးဖြတ်ချက်လေးချပြီးတော့ဟိုကိုလန်းကိုလျှောက်တာမျိုးလေးအဲ့လိုပုံစံမျိုးလေးကြုံရတတ်တယ်။ကောင်းမွန်တဲ့အခြေအနေတွေကိုလည်းကိုလက်ခံရရှိမယ်လို့ဒီမှာပြနေတယ်။ပြီးတော့နောက်ထပ်တစ်ခုကဒီဗီဒီယိုလက်ခံရရှိတဲ့သူတွေကကို့အတွက်အစတင်မှုတခုလောက်ရတော့မယ်တဲ့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေအနာဂတ်မှာကောင်းသောအလင်းရောင်ရောက်လာတော့မယ်တဲ့ပြီးတော့အတွင်းမြင့်တည်တည်ကိုလည်းကို တည်တည်ချာချာတွေးခေါ်ပြီးတော့ရှေ့ဆက်နိုင်တာမျိုးတွေ့တယ်ပြီးတော့နောက်ထပ်တစ်ခုကိုဘဝမှာတဲ့ကိုတောင်းဝင်ယူနေရတဲ့အရာတွေခက်ခဲစွာဖြတ်တန်းနေရတဲ့အရာတွေစီမံခန့်ခွဲမှုတွေမှာကောင်းမွန်စွာစီမံခန့်ခွဲလာနိုင်မယ်ငွေကြေးကိစ္စတွေမှာအခုထက်ကပိုအခုအချိန်တွေထက်ပိုပြီးတော့ကောင်းမွန်တဲ့အချိန်တွေတခုရောက်လိမ့်မယ်တဲ့ဒါပေမဲ့တခုတတိပေးနေရတော့မလိုအပ်တဲ့အရာတွေမှာအာယုံစိုက်မိတာမျိုးလေးအချိန်ပေးမိတာမျိုးလေးဖြစ်တတ်တယ်အဲ့ဒါကိုတော့တတိထားပါတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ အောင်မြင်မှုအခြေအနေတစ်ခုရောက်ရှိတော့မှာဖြစ်တဲ့အတွက်ကိုယ့်ရံငွေသုံးနေဆွဲတဲ့ပမာဏအဆဆရရအောင်လေထိမ့်သိမ့်နိုင်အောင်ကြိုးစားပါတဲ့ပြီးတော့နောက်ထပ်တစ်ခုကကိုယ့်ရံကန်စာတာမှာရှေ့လာမဲ့အနာဂတ်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာကိုယ်စွမ်းအားတစ်ခုထားပါတဲ့ကိုယ်ငွေနဲ့ပတ်သက်ပြီးအဆဆရအစဉ်ပြေအောင်လုပ်နိုင်မယ်ဆိုရက်စိတ်ကိုထားပါတဲ့ယင်းနှမျိုးနံမှုအလုပ်တစ်တွေကိုလက်ခံမှာအဲ့ဒီအရာတွေကိုလည်းပြောင်းလဲဖို့လုပ်ပါတဲ့ပြီးတော့နောက်ထပ်တစ်ခုက ဒီဗီဒီယိုလေးကိုလက်ခံရရှိတဲ့သူတွေအားလုံးကပြောရမယ်ဆိုရင်တော့အစစအရရာ အောင်မြင်မဲ့အချိန်နမိတ်ကိုရောက်နေတဲ့အတွက်ကြောင့်အခုတွေကစပြီးတော့အစစအရရာစတင်မှုလှုပ်ဆောင်ပါတဲ့ရင်းနှီးမြှုပ်နှံမှုတွေဆိုရင်လေကိုဗာလေးကိုဘယ်လိုလုပ်ရမလဲဆိုတာအခုအချိန်လေးကတည်တည်ချာချာလုပ်ပါတဲ့ကိုစိတ်ထဲမှာကိုတယောက်တည်းတွေးပြီးတော့လုပ်မဲ့အလုပ်လေးတွေကလည်းအဆင်ပြေကောင်းမွန်လာတာမျိုးတွေ့ရတဲ့ကိုအတွက်အရင်ချင်းအရေးချင်းကောင်းနေကိုလည်းအောင်မြင်အောင်လုပ်နိုင်မယ်အဲအသုံးချခွင့်ပြုရမယ်အချိန်တွေကိုရောက်လာလိမ့်မယ် ပြောရမယ်ဆိုရင်တော့မကြခင်မှာကောင်းသောကံတွေရရှိလိမ့်မယ်အဆောင်လျှောက်ကောင်းတွေရဲ့အဲဖေးမမှုတွေကိုလည်းရရှိမယ်အဆဆိုင်ရာကာစားတာပွင့်လန်းလာပါလိမ့်မယ်တိတိတသားကိုပွင့်လန်းလာပါလိမ့်မယ်ဒါကြောင့် DVD ကိုလက်ခံရရှိပြီးတော့အခြေအနေစပြီးကိုယ့်ဘဝမှာအောင်မြင်မှုတွေအပြည့်အဝရရှိတော့မယ်လို့ယုံကြည်လိုက်ပါတဲ့